စဲမချမီပေါ်မြောက်ပွဲတရားစကားနည်းနည်းပြောကြပေးမယ်ယနေ့မမမမြစ်စုအေးက29နှစ်မြောက်မွေးနေ့ပွဲကိုကုသတရားနဲ့ဆင်နွှဲနေခြင်းဖြစ်ပါတယ်။ဘာကြောင့်မွေးနေ့ပွဲကိုကုသတရားနဲ့ဆင်နွှဲကြရတာလဲ။ဒါလေးစဉ်းစားဖို့လိုအပ်ပါတယ်။ဘုန်းတို့တွေရရှိလာတဲ့ဘဝ ဘဝဆိုတာသုကတိဘဝရှိတယ်ဒုက္ကတိဘဝရှိတယ်။ဘုန်းကြီးတို့ယခုရရှိတဲ့ဘဝသည်အလွန်တန်ဖိုးကြီးမားလာသောသုကတိဘဝဖြစ်ပါတယ်။အပယ်လေးဖို့ရောက်ရင်တော့အဲဒါဒုက္ကတိဘဝမတင့်တယ်တဲ့မလျော့ပါတဲ့ဘဝသုကတိဆိုတာတင့်တယ်လျော့ပါတဲ့ဘဝ။ဟောဒီလိုတင့်တယ်လှပ်ပါတဲ့တင့်တယ်လျော့ပါတဲ့ဘဝကိုဘာကြောင့်ရလာတာလဲဆိုရင် မိမိတို့ပြုလုပ်ဘဝတန်ဆရာတလျှောက်မှာအာထုတ်ခဲ့တဲ့ကုသိုလ်တရားကြောင့်ရောက်လာတာဖြစ်ပါတယ်ဘုန်းကြီးတို့တွေဘဝတန်ဆရာကျင့်လေခဲ့တဲ့ဘဝများလှပြီအဲ့လိုကျင့်လေနေတဲ့အချိန်တုန်းကလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်ဟာလည်းပဲဓမ္မအဓမ္မကောင်းသောလှုပ်ဆောင်ချက်မကောင်းသောလှုပ်ဆောင်ချက်ဒီနှစ်မျိုးကိုဒီနှစ်မျိုးနှစ်မျိုးစလုံးလှုပ်ခဲ့ကြတာကြီးပဲအဲပုတုဇဉ်ဖြစ်တဲ့အလျောက် ဓမ္မလို့ခေါ်တယ်မိမိရောသူဘာအတွေ့ပါ အကောင်းကျိုးဖြစ်စေတဲ့အလုပ်မျိုးကိုလည်းပဲလုပ်ခဲ့မယ်အဓမ္မလို့ခေါ်တယ်မိမိကိုရောကိုယ်အတွေ့ပါ ဆိုးကျိုးဖြစ်စေတဲ့အလုပ်ကိုလည်းလုပ်ခဲ့မှာဖြစ်ပါတယ်ဘလူပဲလုပ်ခဲ့လုပ်ခဲ့လူဘဝအစင်တမြင့်မားတဲ့လူဘဝကို ရောက်လာခဲ့တာဟာဓမ္မလို့ခေါ်တဲ့မိမိသူတို့ဘာနှစ်ဦးသားကောင်းကျိုးကို ဖြစ်စေတဲ့အလုပ်ကနေတစ်ဆင့်လူလောက လူဌာနကိုရောက်လာခြင်းဖြစ်ပါတယ်ဆိုဆိုလိုရင်းကလူဘဝကိုရောက်လာတာဟာကုသိုလ်ကြောင့်ရောက်လာတယ်အကုသိုလ်ကြောင့်ရောက်လာတဲ့ရလာတဲ့ဘဝရှင်သန်နေဖို့စိတ်လန်းစုပြည့်နေဖို့တင့်တယ်ဖို့ကိုရောစိတ်ပါအမြဲတမ်းချမ်းသာဖို့အတွက်အဲ့ဒီကုသိုလ်ကိုထပ်ပြီးတော့ဖြစ်ဆွဲ့ပေးရကုသိုလ်တရားနဲ့ထပ်ပြီးတော့ဖြစ်စည်းပေးရမှာဖြစ်ပါတယ်ဘုန်းစိတ်ပြူထားတဲ့သစ်ပင်လို့ပါပဲသစ်ပင် သဘင်စိုက်ပြိုးလိုက်ပြီဆိုရင်အဲ့ဒီသစ်ပင်ကိုပြုစုပေးရအဓိကရေပေါ့လိုအပ်တဲ့မျိုးစားတွေရေတွေအများတန်းရနေအောင်ရေနဲ့ပက်ဖြန်းပေးရတယ်ရေနဲ့လောင်းပေးရအဲ့ဒီသစ်ပင်ရေနဲ့ပက်ဖြန်းပေးရေနဲ့လောင်းပေးမှရသင်းရထက်တဲ့ဓာတ်မျိုးစားတွေလည်းရမှအဲ့ဒီသစ်ပင်ကစိတ်လန်းစူပြမှုဆိုတာဖြစ်စီပါဖြစ်လာပါတယ်သူနည်းတူစွာပဲဘုန်းကြီးတို့ဘဝဟာ ကုသိုလ်ကိုအခြေခံပြီးရလာတာဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်အင်အားရှိနေရမှဖြစ်ပါတယ်ကုသိုလ်အင်အားရှိအောင်ကုသိုလ်ကိုထတ်တလဲလဲတတ်တလဲလဲလှုပ်ပြရမှဖြစ်ပါတယ်အကုသိုလ်အင်အားနည်းသွားရင်ဘဝဟာတမျိုးတစ်ပုံရိမ့်သွားနိုင်တယ်လဲသွားနိုင်တယ်အဲ့ဒါလို့မရိမ့်သွားဖို့လဲမသွားဖို့အတွက်ဟောဘဝအမြဲတမ်းစိတ်လွန်စုပြေဖို့အစဉ်ပြေဖို့အတွက်ဘဝကိုကုသိုလ်ရည်နဲ့ ပစ်ဖြန်းပေးရတယ်ကုသိုလ်ရင်နဲ့ပစ်ဖြန်းပေးမှတာလေဘဝဟာစိတ်လန်းစုပြေမှဖြစ်ပါတယ်ဘုန်းကြီးတို့ကုသိုလ်ကိုမှီပြီးလူလောကကိုရောက်လာတယ်ကုသိုလ်ရဲ့အထောက်ပံ့အားနည်းသွားရင်ခုနပြောသလိုတမျိုးတစ်ပုံချော်လွဲချော်သွားနိုင်တယ်ဘုန်းကြီးတို့စာပေထဲမှာကိတာကောတမီဆိုတဲ့အမျိုးသမီးဆင်းရဲသူမှလေးပါပဲအဲဒါပေမဲ့သူကတနေ့ဈေးထဲသွားတဲ့အခါမှာ တထေးတယောက်ရဲ့အိမ်ရှိကိုရောက်တဲ့အခါမှာအဲ့ဒီတထေးကကုသိုလ်ရှိလို့ရှေးဘဝတို့ကကုသိုလ်ရှိလို့ဒီဘဝမှာတထေးဖြစ်လာတယ်မှန်တယ်ဒါပေမဲ့ကုသိုလ်အင်အားနည်းသွားတဲ့အတွက်ကြောင့်သူ့မှာသူပန်ဆိုင်ထားတဲ့ဥစ္စာတွေပစ္စည်းတွေအကုန်လုံးမိသွေးဖြစ်ကုန်တယ်သူရွှေငွေဥစ္စာတွေစုဆောင်ထားတဲ့ရွှေငွေတွေအဲ့ဒီရွှေငွေအားလုံးသည်အကုသိုလ် 骨子心难做的多叫，骨子骨空做的多叫。全国讲的是民族片做的，哎，都讲民族片多少？现在人呢，哎哩都民全国讲的片做的民族的，冷冷兵嘛都是爱惜嘛，这点么包差他的。那哎哩苗子咪，贵州搞的民族嘞，苗子咪爱惜要个多，对吧？都不管了不？ 呃，迷、啊、醉批多的，学会的，那迷嘴了都没迷糊多啊，不给你段么间都迷来着。呃，迷醉了没白呢，学会呢都迷来的，迷了都没了，哎哩反省我吧。呜呜，他妈爱吃什么，的会、哎、的，你他妈动吃来，动吃拿来。我嘛学会的，都保管一下嘛，水的不不嘛哎、都不来就一路飘来着，啊对哇、啊，哎哩学会反省啊。 啊， 等你哎，等你把米得了，等把水米米得了，啊，哎就水淹到啊，到啊，古都高康那对角，都水米都水米了，没米了古都啊，古都安那端，水米啊，米堆那都米端了，啊就哎有的米啊，哎来杂谷地地讲米面米有的米啊，米把子谷端嘞，端端涨嘞，大包，都都哪里呢？皮沙布，端涨了，好吃。 ဓမ္မတို့အစင်းရဲ့သူပဲတော့တတိတွေနဲ့အစင်းမပြေအစင်းပြေမယ်မဟုတ်ဘူးရတယ်အဲ့လိုပြောတယ်နောက်တော့သူကဒီလိုပဲလဲသူစစ်စစ်စားညှိနှိုင်းပြီးတဲ့အခါမှာအဲ့ဒီအမျိုးသမီးကိုသူကသားနဲ့သူ့သားရဲ့ခုနဆင်းရဲသွားတဲ့မိသွေးချွေငွေကနေပစ္စည်းဥစ္စာချွေငွေကနေမိသွေးဖြစ်သွားတဲ့အတတိအဲ့တတိကသူ့သားလေးနဲ့ခုနအဲ့ဒီကိသာကောတမီဆိုတဲ့အမျိုးသမီးလေးကိုပေးစားလိုက်တယ် ပေးစားတဲ့အခါမှာဩဒီပစ္စည်းတွေဟာဒုပစ္စည်းမဟုတ်ဘူးကိတ္တကုတ္တမီရဲ့ပစ္စည်းဖြစ်သွားပြီကိတ္တကုတ္တမီရဲ့စီမံတဲ့အတိုင်းသူကလက်ခံမယ်အဲ့လိုပြောလိုက်မှဩအဲ့ဒီရွှေငွေတွေကမူလအတိုင်းပြန်ဖြစ်သွားတယ်အဲ့ဒါဘာပြတယ်လဲဆိုရင်ကုသိုလ်ကံကြောင့်ရလာတဲ့ဘဝဖြစ်ပြမယ်လို့ကုသိုလ်ကုတ်ခမ်းသွားတဲ့အခါမှာခုနဘဝဟာတမျိုးတစ်ပုံတိတ်ဆောင်းသွားတယ်အဲ့လိုမတိတ်ဆောင်းဖို့အတွက် လိုအပ်တဲ့ကုသတရားတွေကိုအမြဲတမ်းဖြစ်စီပေးနေရမှာဖြစ်ပါတယ်။အခုနအဲ့တတိကသူ့သူ့ဟိုဘောသူ့သူ့ချွေးမပဲဆိုပါတော့သူ့ချွေးမရဲ့အရှိန်နဲ့ဘဝကိုရပ်တည်ချွေးမကကုသကံမူလကဆင်းရဲပေမဲ့လို့ကုသကံအကျိုးပေးချိန်တန်လာတဲ့အခါမှာဟောတတိပန်ဆိုင်တဲ့အရာအလို့သူကပန်ဆိုင်သွားတယ်။အဲ့ဒီတတိက ဥသူကံအာနေသွားတဲ့အတွက်ကြောင့်သူပန်တဲ့ပစ္စည်းတွေအကုန်လုံးမိသွေးခဲတွေဖြစ်ကုန်တယ်။အဲ့တော့အဲ့ဒါကိုထောက်မယ်ဆိုရင်ဘုန်းကြီးတို့တွေဘဝဟာကုသိုလ်အခြေခံပြီးရလာပြီမဲ့လို့ကုသိုလ်အာနေသွားရင်ဘဝကတမျိုးတစ်ဖုံတိတ်ဆောင်းသွားနိုင်တယ်။အဲ့ဒါလိုမတိတ်ဆောင်းမှုအတွေ့အလျာတင်ရထက်တဲ့ရှိတဲ့ရှိထက်တဲ့ကုသိုလ်တရားတွေကိုမကြမကြပြုလို့အထုတ်ပေးကြရမှာဖြစ်ပါတယ်။အဲ များများကြီးအမထုတ်နိုင်တော့မှထောကံထောကံနည်းနည်းချင်းနည်းနည်းချင်းခဏီခဏီမကြမကြပြုလုပ်ပေးရမယ်နည်းနည်းချင်းနည်းနည်းချင်းမကြမကြပြုလုပ်ပေးခြင်းအဖြစ်နှလုံးသားထဲမှာကုသိုလ်အင်အားတွေများစွာစုဆောင်မိမှဖြစ်ပါတယ်အဲ့လိုနဲ့ကုသိုလ်ဘဝကိုကုသိုလ်ရေးရေးကြည်ရေးစန့်လေးနဲ့ဖြန်းလိုက်တဲ့အခါမှာဘဝဟာကုသိုလ်ရဲ့အထောက်ပံ့နဲ့ပို့ပြီးတော့စိတ်လန်းစုပြေးပြီးတော့ကြည်ရ ရှုရတာလည်းတင့်တယ်လျောက်ပါတဲ့ဘဝဖြစ်သွားမယ်အမွေးနေ့ဘွဲဆိုတာအဲ့ဒီယူရချက်ပဲဘဝကုသိုလ်အားနည်းမသွားဖို့အတွက်ဘဝကိုကုသိုလ်ဆိုတဲ့ရေလေးနဲ့ပေးဖြန်းဖြန်းပေးလိုက်တာဖြစ်ပါတယ်အဘဝကိုကုသိုလ်ဆိုတဲ့ရေနဲ့ဖြန်းလိုက်တဲ့အခါမှာကုသိုလ်အင်အားတွေတိုးပွားလာပြီးဘဝဟာအလိုလို စိတ်လန်းစုပ်ပြေသွားမှာဖြစ်ပါတယ်အဲကုသိုလ်ရဲ့အထောက်ပံ့ရရင်ဘဝဟာအဆင်ပြေတဲ့ အန္တရလဲကင်းတယ်ဘေးလေးရှင်းတယ်တချို့ကလေးတွေကလေးတွေကလူကြီးတွေပါပဲတော့အစင်မပြေတဲ့အခါမှာကုသူတရားနဲ့ထပ်ပြီးကုသူတရားတွေကိုထပ်ပြီးအားဖြစ်ပေးထားတယ်ဆိုတော့ကျမ်းမာရေးမကောင်းတဲ့ပုဂ္ဂိုလ်များဒါကုသူအားနည်းလို့ကျမ်းမာရေးမကောင်းတာအဲဆရာတော်သံဃာတော်များကိုပင်းပြီးတော့ပရိတ်ယူပေးတယ်ပရိတ်နာတယ်ပရိတ်နာတယ်ဆိုတာက ကုသိုလ်စိတ်နဲ့နာတာကုသိုလ်ဖြစ်ပါပိတ်တရားကိုယိုယိုသေးသေးလေးလေးစားစားနာယူခြင်းအဖြစ်ပရိနာရဲ့ပုဂ္ဂိုလ်နှလုံးသားထဲမှာကုသိုလ်အင်အားတွေဖြစ်ပွားလာအဲ့ဒီဖြစ်ပွားလာတဲ့ကုသိုလ်အင်အားကနေတဆင်းဩယောဂါတွေလည်းတချို့ကင်းပြောက်ပျောက်ကင်းသွားတယ်တချို့အန္တရာယ်တွေလည်းကင်းသွားတယ်တချို့အန္တရာယ်ကြာရောက်လာတယ် အကြီးကျယ်အန္တရာယ်ကြောက်ရောက်လာအသက်အန္တရာယ်ကြောက်ရောက်လာတဲ့အထိအန္တရာယ်ကရှိလာတယ်။အဲဒါလိုရှိလာတဲ့အခါမှာတန်ဃာတို့များကြွရောက်ပြီးပိယိတ်တရားတွေယူယူပွားလိုက်တဲ့အခါမှာအဲ့ဒီပိယိတ်တရားတွေကိုနာယူရတဲ့ပုသူကနေတဆင်းခုနအန္တရာယ်တွေကိုကာကွယ်တားဆီးသွားနိုင်တဲ့တာရကတို့လည်းရှိသွားတယ်။ဒါကြောင့်မို့ကုသိုလ်ဆိုတာကမိမိတို့နှလုံးသားထဲမှာရှိနေတဲ့ကုသိုလ်တရားက အန္တရာယ်ကိုကာကွယ်တားဆီးပေးနိုင်တယ်ဒုက္ခကို ရှင်းလင်းရှင်းထုတ်နိုင်တယ်အန္တရာယ်ကိုကင်းစေနိုင်တယ်လို့ဒါဒီလိုလက်ခံယုံကြည်ကြမှာဖြစ်ပါတယ်အဲ့ဒါလိုလက်ခံယုံကြည်တယ်ဆိုရင်ကံကံအကျိုးတရားကိုယုံကြည်တဲ့တတ္တာတရားဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်ကုသိုလ်တစ်ခု လုပ်တဲ့အခါမှာအဲ့ဒီတတ္တာတရားအားကောင်းနေဖို့အရေးကြီးတယ်တတ္တာခိုင်မြဲနေဖို့တတ္တာထက်သန်နေဖို့အရေးကြီးတယ် အဲ့တတတရားအကောင်းကောင်းနဲ့ကုသိုလ်တစ်ခုကိုအားထုတ်တယ်ဆိုရင်အဲ့ဒီကုသိုလ်ဟာအားရှိတဲ့ကုသိုလ်တရားဖြစ်သွားပါတယ်ဒါယနေ့မွေးနေ့ရှင်ဖြစ်တယ်မမမမြစ်စုအေးကလည်းပဲမိမိတို့မိမိရဲ့မွေးနေ့ဘွယ်ရောက်တဲ့အခါမှာဘဝမှာကုသိုလ်အင်အားတွေတိုးပွားလာဖို့ကုသိုလ်အင်အားတွေတိုးပွားလာမှအကုသိုလ်တွေကိုတိုက်ထုတ်နိုင်မှာဖြစ်ပါတယ်ဘဝအစင်မပြေဘူးဆိုတာကကုသိုလ်အားရော့သွားပြီအကုသိုလ်တွေဝင်နှောက်ရှက်လို့ဖြစ်ပါတယ် အဲဝင်နှောက်ရှက်တဲ့အကုသိုလ်တွေပျောက်သွားအောင်ဘာနဲ့ပြန်ပြီးဆောင်ရွက်ပေးရတယ်လဲဆိုရင်ကုသိုလ်နဲ့ပဲအဲ့ဒီအကုသိုလ်ပြောင်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့မွေးနေ့ဘွယ်ကိုဆင်နှန်းလဲခြင်းအဖြစ်နှလုံးသားထဲမှာကုသိုလ်အင်အားတွေတိုးပွားလာမှာဖြစ်ပါတယ်။တိုးပွားလာတဲ့ကုသိုလ်အင်အားတွေကခုနပြောခဲ့တဲ့အကုသိုလ်တရားပေါ့။အကုသိုလ်ဆိုတာဝတ္တန်တရားတစ်လျှောက်မှာ ခုနပြောခဲ့သလိုပဲလုတ်ခဲ့တဲ့အလုတ်ကအဓမ္မဆိုတဲ့အကုသိုလ်တွေလည်းလုတ်ခဲ့မှာပဲအဲ့လုတ်ခဲ့တဲ့အကုသိုလ်ဆိုတဲ့အဓမ္မကအကျိုးပေးလာတယ်ဆိုရင်ဘဝဟာအစင်မပြေတော့ဘူးတမျိုးတဖုံဘဝအခက်ခဲတွေအကြက်တဲတွေတွေ့ကြုံရင်ဆန်ရနိုင်တယ်အဲ့လိုတွေ့ကြုံရင်ဆန်ရလာတဲ့အကုသိုလ်အခက်ခဲတွေဘဝအခက်ခဲတွေကိုဘာနဲ့ဖြေရှင်းမလဲဆိုရင် ်ဥသူတရားနဲ့ပဲဖြည့်ရှင်းရမှာဖြစ်ပါတယ်ကုသိုလ်အကုသိုလ်ဒီနှစ်ခုဟာအကုန်လုံးစိတ်လို့ခေါ်တဲ့နံတရားတွေကြည့်ပါကုသိုလ်လည်းပဲနံတရားပဲစိတ်ပဲအကုသိုလ်လည်းပဲနံတရားပဲစိတ်ပဲအဲ့တော့ဖြစ်လာတဲ့အကုသိုလ်ဆိုတဲ့နံတရားကို တခြားနီးလန်းတဲ့ကုလို့မရဘူးကုသိုလ်ဆိုတဲ့နံတရားနဲ့ပဲပြန်ပြီးတော့ကုစားပေးရတယ်ကုသိုလ်ဆိုတဲ့နံတရားနဲ့ပြန်ကုစားမှတ်တာလေ ဲ့ဒီအကုသိုလ်ကကင်းစင်သွားမှာဖြစ်ပါတယ်။တနည်းပြောရင်ကုသိုလ်အကုသိုလ်ဆိုတဲ့အညစ်အကြေးတွေကိုကုသိုလ်ဆိုတဲ့ရေစင်ရေသန့်လေးနဲ့သေကျော်လမ်းမှတ်တာလဲအကုသိုလ်တွေကပြောင်းပြီးပေးရမယ့်အကုသိုလ်ပေးမယ့်အကျိုးတရားတွေကိုမပေးနိုင်တော့ဘဲနဲ့ပျောက်သွားမှာဖြစ်ပါတယ်။အကုသိုလ်ပျောက်သွားရင်ကုသိုလ်ရောက်လာတယ်။စိတ်အစဉ်နဲ့မှကုသိုလ်ရဲ့အကုသိုလ်တွေရဲ့ဒီနှစ်ခုပဲဖြစ်ပေါ်လာနိုင်တယ်။ ဲကုသိုလ်စိတ်ဖြစ်ပေါ်လာရင်အကုသိုလ်စိတ်ကပျောက်သွားအကုသိုလ်စိတ်ဖြစ်လာရင်လည်းကုသိုလ်စိတ်ကနောက်ဆုတ်သွားဒါကြောင့်မဟုတ်ဒီနှစ်ခုကတစ်ခုခုအာကောင်းရမှာဖြစ်ပါတယ်တစ်ခုတစ်ခုခုအာကောင်းနေရင်အာကောင်းတဲ့အရာကပဲအကျိုးပေးသွားမှာဖြစ်ပါတယ်ဟုတ်မွေးနေ့ဘွယ်လုပ်တယ်ဆိုတာကကုသိုလ်စိတ်အာမကောင်းရင်အာရှိလောင်ကုသိုလ်စိတ်အာရှိရင်အကုသိုလ်ဆိုတဲ့သူ့ရဲ့ယံသူပေါ့ ုသိုလ်ရံသူဖြစ်တဲ့အကုသိုလ်ကိုတိုက်ထုတ်နိုင်မှဖြစ်ပါလေအကုသိုလ်ကိုတိုက်ထုတ်နိုင်မယ်ဆိုရင်အကုသိုလ်ကမကောင်းချုပ်ကိုပေးတာလေသူကကုသိုလ်တရားကကောင်းချုပ်ကိုပေးတာတယ်အဲနှလုံးသားထဲမှာအကုသိုလ်တွေကင်းစင်သွားရင်အကုသိုလ်တရားကလွတ်လွတ်လပ်လပ်ပဲကောင်းချုပ်ကိုဖော်ဆောင်ပေးမှဖြစ်ပါလေဒါကြောင့်မို့မွေးနေ့ပွဲရောက်တဲ့အခါမှာမွေးနေ့မွေးရက်ကုသိုလ်ဆက်အသက်ရှိတတ်သည်ဆိုတဲ့အတိုင်းပဲမိမိတို့ပြုသင့်ပြုထိုက်တဲ့ကုသိုလ်တရားတွေကို ြုလို့အထုတ်ခြင်းအဖြစ်မွနရှင်ပုဂ္ဂိုလ်ရဲ့နှလုံးသားထဲမှာကုသိုလ်တွေအင်အားတိုးပွားလာတယ်တိုးပွားလာတဲ့ကုသိုလ်အင်အားအစွမ်းသတ္တိကြောင့်ဟောကြာရောက်လာနိုင်တဲ့ဘေးဥပယံဆွဲအန္တရာယ်တွေကိုဒီကုသိုလ်တရားကဖယ်ထုတ်ပေးနိုင်မယ်ရှင်းလင်းပေးနိုင်မှာဖြစ်ပါတယ်အဲအဲဒါကြောင့်မို့နှလုံးသားထဲမှာကုသိုလ်အင်အားတိုးပွားလာရင်အဲဒီကုသိုလ်ရဲ့အစွမ်းသတ္တိကြောင့် အန္တရကင်းပြီးရှင်ပြီးကောင်းကျိုးချမ်းသာအဖျားပြားတွေကိုရရှိနိုင်မှာဖြစ်ပါဒါကြောင့်ယနေ့မုနိရှင်ဖြစ်တဲ့မမီစုအေးမမိုးမိုးမီစုအေးနှင့်မိသားစုအားလုံးယနေ့မုနိဘွဲကိုကုသတရားနဲ့ဆင်နွှဲလိုက်တဲ့အတွက်ကြောင့်မုနိရှင်နှင့်တကမိသားစုအားလုံးနှလုံးသားထဲမှာကုသိုလ်ဆိုတဲ့အင်အားတွေအသေးသေးတိုးပွားလာပြီးဖြစ်ပါနဲ့တိုးပွားလာတဲ့ကုသိုလ်ရဲ့ဆွမ်းအားတတ္တိကြောင့်ကြရောက်လာနိုင်သော ပိဥပယံဆွေအန္တရာယ်များကိုတွန်းလှန်ပြီးကောင်းကျိုးချမ်းသာအဖျားဖျားတို့ကိုအသိရသည်ရရှိ သုံးဆောင်ခံစားနိုင်ကြစေကုန်သတည်းကဲဤဆက်ကြကြရအောင်အာလူလဲဆိုကြမယ်ဣဒံမိပုံညာဒုက္ခသပစ္စယောဟောတုဝိမွေနိကုသိုလ်သည် ပေဥပယံဆွဲအန္တရာယ်ဟုသမျှကိဝေယပြီလေကိုရောစိတ်ပါကျမ်းမှချမ်းသာကြောင်းជីវတုတက်အောင်မြင်ကြောင်းအထောက်ပံ့ကောင်းဖြစ်ပါစေဣမံပုံညဘာကံသဗ္ဗတတနာဒီမမုဏိဘွဲဆင်နွေရသဖြင့် ရရှိလာသောကုသူများ၏အဖို့ဘာကအဝဝကိုကျေစုကြည်မာမိဘဘိုးဘွားဆရာသမားများကိုအစထား၍ကုဆောင်နဲ့အိဆောင်နဲ့ကျောင်းဆောင်နဲ့မြို့ရွာဆောင်နဲ့အပါအဝင်30ပုံကျင်းလေကုန်သော အလုံးသော သတ္တဝါတို့အားအမျှပေးဝေကြပါကုန်၏အမျှရာကြ၍ကိုယ်စိတ်နှဖျားကျောင်းမှာကျောင်းမှာချမ်းသာပါစေချမ်းသာကြပါစေအမျှဝေကြရအောင်အာလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လော တုတာတုတာတုအာလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောတာတုတာတုတာတုအာလုံးကြာကြာသမျှအမျှအမျှအမျှ ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု